ဒုက္ခတဲ့အဖွဲ့ပေါ့နိုင်ငံတကာမှာဒုက္ခတဲ့ပဲခံယူထားတဲ့ CRP ကနေပြီးတော့နိုင်ငံဝင်တဲ့ဥပဒေဆိုပြီးတော့ CDM မလို့တန်တဲ့ CDM ကိုရေးယူဖို့သူတို့ပြောတယ်။ CRP ကဒီမိုကရေစီကိုဖန်ပြပြီးတော့စိတ်ကောက်ချက်ပြီးခွေးသားရောင်းပြီးအာဏာရှင်ဝါဒကျင့်သုံးနေတယ်ဆိုတာကိုဝေဖန်ထောက်ပြနေကြတယ်။ထုတ်ပြန်ထားတဲ့နော်နန်း CDM မလို့တဲ့ CDM မလို့တဲ့နန်း CDM ဝင်တဲ့နေကိုအပြစ်ပေးရေးယူမယ်ဆိုတဲ့ဥပဒေကိုဖျက်သိမ်းရမယ်။မဖျက်သိမ်းဘူးဆိုရင်တော့မှယာယီအားဖြင့်ဆိုင်ငံ့ရမယ်။ ဝေကိုလည်းမဖြတ်သိမ်းဘူးယာယီအပြည့်လည်းမဆိုင်ရံပဲနဲ့အခုလိုမျိုးထပ်ပြီးတော့စီဒီယမ်လို့တဲ့ဝန်ထမ်းတွေကိုတတ်ဖြတ်မဲ့ဆိုရှင်ခင်ဗျားတို့အန်ယူဂျီစီအပိကနော်ရှော့တော့လည်းမိစားပါတော့လည်းဒိတ်ချီအဲ့ဒီဘွားကိုရှောက်ပါနေလေကျမတို့စောင့်ကြည့်ပါမယ်အန်ယူဂျီစီအပိကခင်ဗျားတို့တော်တော်ဒီမိုကရေစီစံချိန်စံညုံနေနေရင်ဒီဥပဒေကိုဖြတ်သိမ်းရမယ်တော့မို့ယာယီဆိုင်ရန်ရမယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ရှော့တော့လည်းမိစားပါတော့လည်းဒိတ်ချီပဲ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နန်စီဒီအန်တွေကိုနိုင်ငံတော် ပုံကံမှုပူပေါင်းပါဝင်သူများအဖြစ်အရေးယူမည်ဥပဒေကိုဖျက်သိမ်းပေးဖို့မပူးတူတောင်းဆိုလိုက်ပြီးမူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဟုတ်ပါပါကျွန်တော်မတူပါသေးပါရှင်ဒီနေ့နောက်နေ့ဆန်ကားကနေ6ဆက်ဖွင့်ရနေဖြစ်ပါတယ်ဒီနေ့ဆက်ထုတ်ရနေဂျင်းမုန်ကင်းဆောင်မှာဒီနေ့တပုံးနဲ့ပတ်သက်လို့ကျွန်မတင်လို့ညှောက်တယ်ကျွန်မရေအဲ့ဒါပါလဲဆိုတော့နောက်နေ့ဆန်ကားကနေမိုးရတီတိပင်ဆိုင်ခွဲတော်မှာလက်ရှိကျွန်တော်နိုင်ငံအခြေအနေနိုင်ငံတော်ကိုကြည့်ကြောက်ကနေပြီးတော့မိန့်ခွန်းပြောသွားရတယ်ပေါ့နော်အဲ့ဒီမှာ ပြီးခဲ့တဲ့2015လောက်ကဆိုလို့ရှိရင်လေကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံဧရိယာရဲ့40နဲ့တသမာ9ခုနေရာကိုင်းလို့ထိတော်တော်ဖုံးနှံမှုရှိတယ်တဲ့တော်ဧရိယာရှိတယ်ပေါ့နော်အခုနောက်25စက်တန်ဘာကျတော့နိုင်ငံဧရိယာရဲ့40နဲ့တသမာ15ရာခိုင်နှုန်းပဲရှိတယ်ဒါကြောင့်မလို့အနေငယ်ရောကြတော့တွေ့ရတယ်တဲ့ဒါပေမဲ့နာဆာကဆိုရအိမ်ဆောင်ဆိုရတောင်ယူပြီးနောက်ပိုင်းမှာနော်တပင်းနေဆိုင်ပြောတဲ့အခုလက်ရှိဝေးရပြည်တဲ့ဆိုင်ပွဲတော်မျိုးပေါ့နော်တပင်းနေဆိုင်ပြောကလေးတတော်တွေကလည်းစနစ်တကျပြုတ်ပြင်ထိမ့်သိမ့်နေအတွက်ပြုတ်ပြင်ထိမ့်သိမ့်ပြီးတော့နော်အလေထားစက်မဲ့ဆောင်ရက်တွေအတွက်နဲ့အလိုက်မှာတတော်ပြုံးနေမှု ိတိတာတာရော့နေကြဆင်းလာတာတွေ့ရပါတယ်ဆိုပြီးတော့ကျွန်တော်နိုင်ငံအကြီးကြီးကပြောတယ်အဲ့ဒီ16ရက်နေ့မှာပဲ Global Forum နိုင်ငံတကာမှာတိတိတိုးနေမှုတွေကိုလိလာစောင့်ကြည့်နေတဲ့ပယ်အစီအခံလာကြတော့ဘာထွက်လာလဲလို့မေးလို့ဖြစ်တယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာ2020ကနေ2025အခုလက်ရှိနှစ်ထိပေါ့နော်။2022ဆိုရင်ဒါမျိုးဒေါ်လာရေးပါညာဆိုပြီးသူတို့လက်နက်ကင်ပုံကန်မှုအားကောင်းလာတဲ့ဖြစ်ပေါ့နော်။အာ2021မှာဆိုတော့သူတို့အစဆိုတော့တိတ်ပြီးတော့အားမကောင်းသေးဘူး။2022မှာဆိုရင်တော်တော်အားကောင်းလာပြီးတော့နေထားပေါ့နော်။အာအဲ့ဒီမှာ ၂၀၂၂ကနေ၂၀25ခုနှစ်တော့မှမြန်မာနိုင်ငံမှာတက်တော့ပြုံးတီအေကပေါင်း၂တန်းတီရှိတယ်။ခင်ဗျာခင်ဗျာ။တက်တော့အေက၂ပေါင်းမဟုတ်ပါဘူး။၂ပိန်းမကောက်အေက၂တန်းတီရှိတယ်။ပြီးခဲ့တဲ့၂၀24တနှစ်ထဲမှာတင်မြန်မာနိုင်ငံမှာတက်တော့ပြုံးတီမှုတက်တော့အေကပေါင်း၇ပိန်းနဲ့၁တောင်းတီရှိတယ်။ဒါသက်ကုန်များရဲ့ပမာဏ။အရှိတမနိုင်ငံအခြေခံကြောင့်တက်တော့ပြုံးတီမှုတွေကိုဟိုနှစ်လိုက်မှာလားဆခါဆိုတာတောင်းယူပြီးနောက်ပိုင်းမှာတက်တော့တင်တစ်ပိန်းနဲ့ဆိုက်ပြုတ်သလိုတက်တော့တွေကိုစနစ်တကျပြုတ်ပြီးထင်းသိမ်းနေတယ်။တက်တော့ပြုံးတီမှုယွန်းနေလာတယ်တို့တယ်။ဒါပေမဲ့နိုင်ငံတကာလေးလာဆောင်ကြည့်နေတဲ့ဒီ global framework ကြတော့ 2024တနက်ထဲမှာဒီတော် A ကပေါင်း9300တောင်ပြောင်းတင်းသွားတယ်ဆိုတာဒါတော်တော်ရုပ်များတဲ့ပမာဏဖြစ်နေတယ်ဒီပမာဏပေါင်းတက်မယ်ဆိုရင်အချိန်လေးရက်တွေ့ရတယ်ဥပမာအဖြစ်ဒါစကားဆိုရအပြီးွားထိချုံနိုင်တဲ့ဥတွေဆိုမှုတဲ့နေရာတွေဥပမာတိကျအောင်လက်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုက်ကြီးတာယောက်လိုဂျိုးဝိုင်းလိုမျိုးပေါ့နော်တိုက်ကြီးဆိုရန်ကုန်တိုင်းတာယောက်လိုဆိုကျွန်တော်တို့ပူတာဘိုးလိုလိုရန်ကုန်လိုမျိုးလားဒါစကားဆိုရအာနာစဲအပြီးွားထိချုံနိုင်တဲ့နေရာတွေမှာတော်တော်ပြောင်းတင်းမှုတွေယိုနေလာပြီမြင့် ဒီလိုနေခံတဲ့တိုင်းသားခွင့်ရဲ့အတွက်လက်နက်ကင်ပုံကန်နေပါတယ်ဆိုတော့တိုင်းရင်းသားနေနေပြီလက်နက်ကင်ပုံကန်မှုနေနေပြီအခုလက်ရှိမျိုးတော်နိုင်ရေးပါဆိုပြီးတော့ပုံကန်ထားကြနေတဲ့စကိုင်းမပွေးလိုမျိုးစုပြီးအုံကြွနေတဲ့နေနေတွေမှာဆိုရင်တတော်ပြုံးတိမှုဟာတစ်နှစ်ချင်းမှာကိုအေက9000တောင်ရှိတယ်ဆိုတော့တွေ့ရတယ်။ရှမ်းမြောက်မှာဆိုလို့ရှိရင်လည်းအေးကိုအမိခံတိုင်းရင်းသားလက်နက်ကင်ဖွဲ့အမိခံပြီးတော့နိုင်ငံတော်တရားသားလည်းထပ်လိုရောင်းချနေတဲ့အဖွဲ့တွေကနေပြီးတော့နော်ရှမ်းမြောက်မှာဆိုလို့ရှိရင်တက်ကားကြီးကားငယ်နဲ့တရုတ်ကိုမှောက်ကိုတင်းတင်းရောင်းချနေကြတယ်။နောက်စကိုင်းလိုမပွေးလိုမှာဆိုလို့ရှိရင်လည်းပဲ PDF အမိခံတော်လိုင်းအမိခံချဖတ်သမားတွေကလက်နက်ကင်နိုင်ငံတော်ရဲ့တတော်တွေကိုရောင်းချနေတဲ့အတွက် လက်ရှိမှာနိုင်ငံ area ရဲ့တတော်ပြုံးတိမှုဟာเนาะဒီ global forest ဝယ်ထုတ်ပြန်ကြမှာဆိုလို့ရှိရင်2022ကနေ2025ဒီ3နှစ်တာကာလအတွင်းမှာအေကာပေါင်း2တန်းဆိုတာတိတ်ကိုရရပမာဏတိတ်ကိုကြောက်ဖို့ကောင်းတဲ့ပမာဏဒီကရရဝင်ဝင်ဘယ်လိုစစ်စစ်သွားလဲ ဒီမှာအချင်းအနေနဲ့အပံကိုဒီထက်မီယာကိုတိုင်းကရေးတယ်မဟာမြိုင်တော်ရဲကတက်တော်ရဲမှာရှိတဲ့နှစ်ချူတစ်ပင်တွေကိုပတ်သုံးလုံးနဲ့ရောင်းချနေလို့မဟာမြိုင်တော်ကြီးထဲမှာနှစ်ချူတစ်ပင်တွေပြုံးတည်တောင်ရှိနေပြီဆိုပြီးတော့နော်နေလက်တန်ကိုဒီထက်မီယာကိုအကောင်ခံရေးသားထားတာရှိတယ်လို့နော်ဒုတိယပြင်ဒီအလောင်းတော်ကတော့ဘုရားပြင်းနဲ့ဦးရှင်မှာရှိတဲ့တက်တော်တွေဆိုလို့ရှိရင်လည်းပတ်သုံးလုံးနဲ့ MGMD လောက်အကောင်ဒီတွေကထုတ်ပြီးရောင်းချနေတယ်ဆိုတာကိုဘုံလက်ကား PDF ဖွင့်ပိုင်းကတက်တည်ထောက်တာနေနဲ့ထုတ်ပြချပြထားတာရှိတယ်ဒါဆိုရင်အဲ့ဒီမှာအေကာပေါင်းနှစ်တန်း ်သူတို့အင်ကနှစ်တန်းရောင်းချတဲ့ဝင်ငွေတွေကကျွန်တော်တို့တိုင်းပြည်ခွင့်ပြုလုပ်တဲ့ရေးအတွက်သုံးချနေသလားကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့တိုင်းရင်းသားစုချင်းနဲ့တိုင်းရင်းသားကလေးငယ်ရဲ့ပညာရေးအတွက်ကျမကြီးအတွက်လမ်းပန်းစုပေါ်ရေးအတွက်စီးပွားရေးတို့ကျွန်တော်တို့နိုင်ငံတော်ခွင့်ပြုတိုးတက်ရေးမှာသုံးချနေသလားဒီလိုနိုင်ငံတော်ပြည့်စည်ဖို့အတွက်နိုင်ငံတော်ကိုအလုံးစုံပြတ်သုံးရေးအတွက်သုံးချနေသလားဆိုတာခင်ဗျားတို့စဉ်းစားဆီချင်း ရှင်းစားသိချင်နိုင်ဖို့အတွက်ကျွန်မကသုံးသပ်တင်ပြရကြတယ်ဖြစ်ပါတယ်။နောက်တစ်ပြင်တစ်ခုကတော့နော်ဒီပြည်ပြဒုက္ခတွေအဖွဲ့ပေါ့နိုင်ငံတကာမှာဒုက္ခတွေပြခံယူထားတဲ့ CIP ကနေပြီးတော့နိုင်ငံဝင်တဲ့ဥပဒေဆိုပြီးတော့ CDM မလုပ်တဲ့နိုင်ငံ CDM ကိုအရေးယူဖို့သူတို့ပြောတယ်။အဆိုင်က CDM လုပ်တဲ့ဝန်ထမ်းတွေကိုလေးမျိုးစုံရင်းရှားတယ်ပြဿနာရှားတယ်တက်ပြက်နေတဲ့ဂျားတွေကနေပြီးတော့အခုလိုမျိုးဥပဒေကြီးထုတ်ပြီးတော့ CDM လုပ်တဲ့ဝန်ထမ်းတွေကိုအပြစ်ပေးရေးယူမယ်တရားစွဲထောင်ချမယ်ဆိုတဲ့အတွက်ပို့ပြီးတော့မိနောင်ရံလေးပဲဖြစ်သွားတယ်။ဒါကြောင့်မို့ဆရာပြေးကငါလည်းမတူငါရန်သူဆက်လက်ကိုကြံ့သုံးနေခြင်းဒီဒီမိုကရေစီမဟုတ်တဲ့နဲ့နော်စစ်တမ်းကြောင့်ဝါဒဖြစ်တယ်။ ရာခုနဲ့ထမင်းနဲ့အနီတာကွဲတာပြေးတာချင်းကတော့အတူတူပါလေနော်ရာခုနဲ့ထမင်းနဲ့အနီတာကွဲတာပြေးတာချင်းတူပါပြီအလက်ရှိမှာဆိုလို့ရှိရင်လည်းဆရာပြေးကဒီမိုကရေစီရဲ့ဒီမိုကရေစီအနီတာခံထားတာသူတို့ရဲ့လောက်ရာလောက်ွက်တွေကစစ်သွေးကြွားဝါဒအစွန်ရောက်ဝါဒကွန်မြူနတီဝါဒဖြစ်နေတယ်ဆိုတာအရင်ပေါ်မယ်နော်အလက်ရှိမှာဆိုလို့ရှိရင်လည်းပဲညောင်ဦးပေါ့နော်ပကံညောင်ဦးမှာဆိုလို့ရှိရင်အထက်ထက်ကျောင်းကိုဆရာမကြီးနေမြောင်နဲ့ကိုကျောင်းဝင်းတဲ့ပရှိဝေးပြီးတော့သူ့ကသမီးလေးရှိမှလာပြီးတက်ဖြတ်သွားတာတည်းရှိတယ်ဆိုတော့ ကြောက်ရရချမရေးစာတင်ရင်ဒလန်နိုင်ငံတော်ကိုပုံကန်နေဆိုပြီးတက်တယ်။ဆရာဝန်ကြီးဒုနာပြုတီဒုနာတွေကိုစိတ်ကူတာကိုဒလန်ဆိုပြီးတက်ဖြတ်တယ်။ဒီလိုလုပ်ရတဲ့အကမာမရုံညံလုံးတာဥဒေသာပုံဖြစ်တယ်။ဒါကြောင့်လည်းအဲ့ဒီဆရာပြေးခဲ့ဥပဒေကိုဘာကာတာနော်ဗမာနိုင်ငံဆိုတာအကြမ်းတာတက်မှာကဘာကာတာအဖွဲ့လို့လည်းရှိမှာ။နောက်နေစတဲ့အခြေချင်းမှာစီရီယံလုတ်သွားတယ်တက်ကတူဆရာများအဖွဲ့လို့နော်အရက်ဖက်ဖွဲ့စည်းတီဘာအဖွဲ့ညာအဖွဲ့ဆိုရအဖွဲ့ပေါင်းလောက်များစွာကဆရာပြေးကဒီမိုကရေစီကိုဖန်ပြပြီးတော့စိတ်ကောင်းချစ်ပြီးခွင့်တာရောက်ပြီးအာဏာရှင်ဝါဒကျက်သွုံးနေတယ်ဆိုတာကိုမေတ္တာထောက်ပြနေကြရဲ့။ဒီလက်ရှိနောက်ဆက်တွဲပြဿနာအကျိုးဆက်တွေကိုလည်းဆရာပြေးကရှင်းယူရမယ်ဆိုပြီးတော့သူတို့ပြောဆိုကြတယ်။ တကယ်ပဲခင်ဗျားတို့ပြောသလိုအန်ယူဂျီတို့ဆရာပီအိတို့ကတည်သူတန်ကိုနားထောင်နေဒီမိုကရေစီစံချိန်ဆိုင်ညုံနေနဲ့ညည်းရဲဆိုရင်အခုလိုမျိုးဘာသာသားအဖွဲ့တို့ဘာအဖွဲ့ညာအဖွဲ့ဘာညာအဖွဲ့တို့အကုန်လုံးကဝိုင်းဝန်းဝေဖန်ထောက်ပြတဲ့အတွက်တကယ်ပဲဒီမိုကရေစီစံချိန်ဆိုင်ညုံနေတဲ့ညီတဲ့ဆရာပီအိဆိုရင်အန်ယူဂျီဆိုလို့ရှိရင်တို့ထုတ်ပြန်ထားတဲ့နော်နန်စီဒီယံမလုပ်တဲ့စီဒီယံမလုပ်တဲ့နန်စီဒီယံဝန်ထမ်းတွေကိုအပြစ်ပေးရုံနဲ့ဆိုတဲ့ဥပဒေကိုဖျက်သိမ်းရမယ်မဖျက်သိမ်းဘူးဆိုရင်တော့မှယာယီအားဖြင့်ဆိုင်ငံ့ရမယ် ။အခုကိုလည်းမဖြတ်သိမ်းဘူး။ယာယီအဖင်လည်းမဆိုင်ရံဘဲနဲ့အခုလိုမျိုးထပ်ပြီးတော့စီဒီအမ်လို့တဲ့ဝန်ထမ်းတွေကိုတတ်ဖြတ်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့အနုကြည်စီယာပြေးကနော်ရှော်တော့လဲမိစားအားတော့လဲတက်ချီအဲ့ဒီဘွားကိုရှောက်ပါနေမယ်။ကျမတို့စောင့်ကြည့်ပါမယ်။အနုကြည်စီယာပြေးကခင်ဗျားတို့တော်တော်ဒီမိုကရေစီစံချိန်စံရုံးနေနေရဒီဥပဒေကိုဖြတ်သိမ်းရမယ်တော့မို့ယာယီဆိုင်ရံရမယ်။အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ရှော်တော့လဲမိစားအားတော့လဲတက်ချီပဲ။ နောက်ထပ်တတိယတတိယပုဂ္ဂိုလ်ကရှမ်းမြောင်ကြောင်းမဲမြို့နယ်မှာ SFPB ရှမ်းတပုံရဲ့တက်ဆက်ခန်းကိုပလောင်တပုံတည်ရနေလေကအင်အားအလုံးရှင်းနဲ့ဝင်တိုက်တဲ့အတွက်ရှမ်းတပုံနဲ့ပလောင်တပုံအချင်းချင်းနဲ့မြေလူပြီးတော့နှစ်ဖက်မှာအသေးအသေးတောင်ချရှုံများပြရတယ်ဆိုတဲ့ဒီနေ့ကြားသိရတယ်ပြီးခဲ့တဲ့15ရက်နေ့ကအဆက်ပြေပြေတပုံစကန်းကိုပလောင်တပုံကနေချိန်နေကြတယ်ခမတို့တိထားကြည့်မယ်ဆိုရင်အဲ့ဒီရှမ်းမြောင်မှာနော်ရှမ်းလက်နက်ကနှစ်ဘက်ဖြစ်တဲ့ SFPB နဲ့ RCS နဲ့ရှမ်းလူမျိုးတိုးတက်ရေးအတွက်ရှမ်းမြင်းရဲ့အတွက်ရှမ်းလူမျိုးအခွင့်အရေးအတွက်ဆိုပြီးတော့လက်နက်ကန်ထားတဲ့နှစ်ဖက်ကဝဲနေတဲ့အတွက်ကိုကန်ကြီးရဲ့နေချိန်လာလဲခံရတယ်ကိုကန်ကြီးအနိုင်ကျင့်လာလဲခံရတယ် ိုကန်ပလောင်အကိုကန်တပုံနေတတ်ထားလဲခံရတယ်ပလောင်တပုံနေနေချက်တာလဲခံရတယ်ပလောင်တပုံနေတတ်ထားအောင်ခင်ဗျားတို့မျိုးစုံခံနေရတယ်ဒါကြောင့်မလို့ခင်ဗျားတို့အမှန်တကယ်ရှမ်းတိုင်းရင်းသားတွေအတွက်ရှမ်းလူမျိုးတွေအတွက်ရှမ်းအခွင့်အရေးအတွက်ဆိုရင် SFD RCS နှစ်ဖွဲ့လုံးဟာလက်ရှိနာဆာကအစိုးရနဲ့ပူးပေါင်းသိမ့်မယ်နာဆာရအစိုးရနဲ့မကူပေါင်းသိမ့်မယ်ခင်ဗျားတို့ကအခုလိုမျိုးကိုကန်တပုံကခင်ဗျားတို့လာပြီးတော့ထိပ်ပုံကောင်းပုံလိုက်ကောင်းပြတ်သွားလိုက်တတ်သွားလိုက်ခင်ဗျားတို့လည်း ခင်ဗျားတို့အာဂိတ်စခန်းကြီးခင်ဗျားတို့ပိုင်နေနေနေတွေလာကျူးကျော်လိုက်ပလောက်ဘုံကခင်ဗျားတို့ကိုခေါင်းဖြတ်တက်လိုက်ခင်ဗျားတို့ကိုလာရောက်ကျူးကျော်လိုက်နေဘုံကြုံဘုံဝမှာနင်းပြဖြစ်ပါလိမ့်မယ်မိမိဒေတာမိမိလူမျိုးမိမိတိုင်းရင်းသားအမေကိုမှတ်နေကြလူလာတဲ့ဆိုရင်နာစာကဆိုးရနေခင်ဗျားတို့လက်တွဲဖို့ပါတယ်ရန်ကုန်ပြည်လမ်းနှင့်မင်းလမြို့နယ်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်ဒုတိယဗိုလ်မှူးကြီးစော်မျိုးဝင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးခရိုင်ရဲမှုနှင့်မြို့မရဲစခန်းမှုအပါအဝင်စစ်တပ်ဖက်မှ20ဦးထပ်မင်းတေဆုံး ။ပဲခူးတိုင်းရန်ကုန်ပြည်လမ်းနှင့်မင်းလားမြို့နယ်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်းဒုတိယဗိုလ်မှူးကြီးစော်မျိုးဝင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးခရိုင်ရဲမှုနှင့်မြို့မရဲစခန်းမှုအပါအဝင် အကြမ်းဖက်စစ်တပ်ဖက်မှ၂၀ဦးထက်မနည်းတေဆုံးခဲ့ကြောင်းတာယာဝတီခရိုင်အမှတ်၃တပ်ရင်းမှတပ်ရင်းမှုဆရာလေးကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် ဇွန်လ16ရက်နေ့ညနေ4:20နာရီမိနစ်ခန့်တွင်မင်းလာမြို့နယ်ဆေးအိုင်ချောင်းပေါက်ကြီးရွာကိုအကြမ်းဖက်စစ်တပ်၏ခလာရတလက်အောက်ခံစစ်သားများနှင့်ပြူစောထီများပူးပေါင်းထားသောအင်အား60ခန့်မှစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ရင်းထီတွေ့တိုက်ပွဲသည်45မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကျန်းဖက်စစ်ကောင်စီတပ်သားများအထိခိုက်နာကပြန်လည်ဆုတ်ခွာခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်များလည်းအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ယင်းနေ့ညနေ9နာရီခန့်တွင်လည်းတော်လန်ရေးပူးပေါင်းတပ်ဖွဲ့များကရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်ပိုင်းရှိအကျန်းဖက်စစ်တပ်၏စစ်ကွင်းနာဆုံရဲကင်းစခန်းတွင်အထိုင်ချပြီးပြည်သူများထံမှငွေကြေးကောက်ခံခြင်း လူငယ်များကိုပေါ်လာဆွဲခြင်းများလှုပ်ဆောင်နေသောစစ်ကောင်စီတပ်သားများကိုထပ်မံတွားရောက်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်မှ၅ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းသိရသည်ထိုထိပ်တွေ့တိုက်ပွဲသည်မိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးညနေ9:30မိနစ်ခန့်တွင် စင်အိုင်ချောင်းပေါက်မှတဆင့်စစ်ကူလာသောအင်အား25ဦးပါဖောကားတစည်းကိုလည်းရှမ်းတော်ကြီးရွာအနီးတွင် တော်လန်ရေးပူပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာကားတစည်းလုံးပျက်စီးသွားပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား25ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည် ်ထိုထီတွေတိုက်ပွဲသည်မိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးညနေ9:30မိနစ်ခန့်တွင်ဆင်အိုင်ချောင်းပေါက်မှတဆင့်စစ်ကူလာသောအင်အား25ဦးပါဖောကားတစီးကိုလည်းရှန်တော်ကြီးရွာအနီးတွင်တော်လန်ရေးပူပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာကားတစီးလုံးပျက်စီးသွားပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည့်ထိတွေ့တိုက်ပွဲများအတွင်း အကြံဖက်စစ်တပ်ဘက်မှတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဘူမူကြီးစုံမျိုးဝင်အုပ်ဖို့မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘူမူခရိုင်ရဲမှုအဆင့်တူမြို့မရဲစခန်းမှုတူအပါဝင်စစ်ကောင်စီတပ်သား20ဦးထပ်မံတေဆုံးခဲ့ကြောင်းသိရသည့်အကြံဖက်စစ်ကောင်စီတပ်သားများထံမှခေယံဖုန်းနှလုံးနှင့်စကားပြောဆက်တို့လည်းတင်ဆက်ရရှိခဲ့ပြီးတော်လန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်မှရဲဘော်နှင့်ဦးမစိုးရင်ယာဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည် စည်ရဲကိုတော့ကျွန်တော်တို့တောက်ရောက်ဖော်ဆောင်သွားမယ်။ဘကိုးတိုင်းအနောက်ချမ်းကိုစိုးမိုးမှုအများကြီးရဖို့ကျွန်တော်တို့ဆက်လက်လှုပ်ဆောင်သွားမှာပေါ့။အဓိကကတော့ထိရောက်တဲ့စစ်စင်ရဲတွေကိုပိုလုဖြစ်သွားမှာပေါ့ဟုတာယာဝတီခရိုင်အမှတ်3တပ်ရင်းမှတပ်ရင်းမှုဆရာလေးကပြောဆိုသည်။